အဲ့ဒါကြောင့်ဖြစ်နိုင်ဆုံးကျွန်တော်လည်းတက်နိုင်ဆုံးမဲ့ comment ပေးပါမယ်ပြီးတော့ကျွန်တော်တို့ရဲ့ behind the scene ကနေကျွန်တော်တို့ team plan ပြီးသူပြီးသားတွေရဲ့တချို့ခေါင်းဆောင်တွေကလည်းမဲဆယ်ခြင်းနဲ့မဲခွန်းတွေလည်းဖြစ်ပါတယ်သူတို့ကတကူတကားပူလာတဲ့မဲခွန်းဖြစ်တဲ့အတွက်ကြောင့်အာကျွန်တော်လူအာတူ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 လည်းဖြစ်တော့အောင်ကျွန်တော်မဲခွန်းမဲမယ်အာပထမမဲခွန်းကတော့အာသူတို့မဲပေးတဲ့မဲခွန်းနိုင်တော့ကျွန်တော်မဖတ်တော့ပါဘူးအတီးကတော့ကျွန်တော်ဖတ်လို့ရှင်တော့သဘောပေါက်မှာတွေ့ကြောင် CNC တီထောင်ခဲ့တာကိုအခုမဖြစ်မြောက်သေးဘူးဆိုတော့ဘယ်တော့ဒီ CNC ဖြစ်မြောက်မလဲဆိုတဲ့ဟိုအားလုံးကတိချင်နေကြတာဘာဘာကြောင့်လဲဆိုတော့တချို့လူတွေကကျွန်တော်တို့လည်းမသိဘဲနဲ့ CNC ရဲ့အာအဲ့စစစတို့လုပ်တဲ့ဟာဆိုပြီးမှတချို့လူပဲပြောကြတယ်နားမလည်လေလူကလည်းအဲ့လိုမေးကြတယ်ဆိုတော့အာ CNC ကိုဘယ်တော့ဖိမြောက်အောင်မလဲဆိုတဲ့ဟာမေခွန်းမေခွန်းပထမမေခွန်းအနေနဲ့ message ဖြည့်ဆည်းခြင်းနဲ့ပြီးတော့ဒုတိယအနေနဲ့ဟုတ်ကော public administration နေနဲ့ SSC မတိုင်ခင်မှာကွာချက်ချက်နဲ့အာခုယုံကနေတဲ့အတားအဆီးတွေကိုဘလူဘလူပုံစံဖြစ်လဲဆိုဆိုတဲ့ဟာဒုတိယမေခွန်းနေနဲ့ပေါ့ကွာအဲအဲ့တော့ပါပဲအခု sorry နောက်ဆုံးနေနဲ့ပထမမေခွန်းနေအတူလေးဟာကိုအာ CNC counseling ကဘယ်မှာလဲပေါ့ကွာဘယ်ရောက်သွားတာလဲအဲ့လိုအဲ့လိုပေါ့ကိုအဲ့ဒီ CNC counseling ကအစင်တမတ် တဲ့အပုံစံအနေနဲ့ဒီ block ကောင်းလေဆိုတာအဆင့်တရနေ30အထိမှာအဲ့ဒီ CNC ရဲ့ကောင်းကောင်းမှုနဲ့မကောင်းမှုကအဆင့် block မှာရောက်တယ်လေဆိုတဲ့ဟာကိုအဲ့ဒီ make နှစ်ခုပေါ့အဲအဲ့ဒါဖြစ်စေခြင်းတကျေစုတင်ပါတယ်ဟုတ်ကဲ့ပါအာဒီ CNC ပေါ့နော် International Council ဆိုမှာအားလုံးလည်းသိကြပါလိမ့်မယ်ကျွန်တော်တို့ဒီ ICNCC ကိုလည်းဖြတ်သိမ့်မယ် chillen council cc ကိုလည်းဖြတ်သိမ်းမယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့အကုန်လုံး coming together ပေါ့နော်ကျွန်တော်အတူတူလာကြမယ်ဒီဟို drafting committee လေးပေါ့နော်ဟိုဒီ constitution စာဆုံးတင်ရေးကြမယ်ပေါ့လို့အဲ့ဒါကိုအဖွဲ့တစ်ခုပြန်ထောင်မယ်ပေါ့လေအဲ့ဒါကို chin national council လို့နာမည်ပေးမယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးလုပ်ရဆိုတာ media မှာလည်းကြီးညာတယ်ပေါ့နော်အောင်းလည်းတည်ပြီးသားဖြစ်မှာပါဆိုတော့ဟိုဒီနေရာမှာကျွန်တော်တို့ပြောချင်တာက အာကျွန်တော်တို့အရင်တော့ကလည်းပြောပြီးသားပဲပြန်ပြောနေရတယ်အချင်းလောလောဆယ်ပေါ့နော် ချင်းပါကဆိုဆို CP နဲ့ဟို CC ပေါ့လေခေါ်တာ CC လို့ပြောမလဲ CC တော့မရှိတော့ပေါ့နော် CNA ပေါ့အတိကတော့ CNA CNF နဲ့ CB နဲ့မပူပေါင်းမညီညွတ်နိုင်တဲ့ကြွေချင်းပြည်ကဟိုစူးစိညွတ်မှုရှိမှာမဟုတ်ဘူးပေါ့နော်ဒီနေရာမှာကျွန်တော်တို့မြင်ရမှာကမစူးစိနိုင်မှုမညီညွတ်ကြမပူပေါင်းမှုဆိုတာ symptom ဖြစ်တယ်ဒါက အလက္ခဏာယောဂလက္ခဏာတခုပဲဖြစ်တယ် it's not the cause ပေါ့ဒီလက္ခဏာယောဂလက္ခဏာ symptom ကိုဖြစ်စေတဲ့အကြောင်းအရင်းပေါ့နော်တကယ်အရင်းခံအရင်းနဲ့ cause root cause ကရှိသေးတယ်ဆိုတော့ကျွန်တော်တို့က symptom ကို treat လုပ်နေတာနဲ့ symptom တခုပျောက်သွားတော့ symptom တခုပေါ်လာမှာပဲတကယ် root cause ကိုကျွန်တော်တို့ treat မလုပ်သေးသေးဒါကကျွန်တော်တို့အိပ်ပေါက်နဲ့ဖောက်ောက်ဖြစ်မှာပဲ ဆိုတော့မိကိုမငိမ့်နိုင်တဲ့ွေမိလုံးဝမငိမ့်သွားတဲ့ွေမိခိုးတွေပဲလိုက်ရှင်းနေတယ်မိခိုးတွေပဲလိုက်ဖယ်နေတယ်ဆိုရင်ကျွန်တော်တို့ဖယ်ရင်ဖယ်ရင်ဖယ်နေပဲအကိုအချင်းကုန်လူပင်ဘတ်ပေါ့နော်ဒုက္ခရောက်မှာပေါ့အရာမထင်အရေးမရဖတ်မရဖြစ်နေတယ်ပေါ့ဆိုတော့ကျွန်တော်တို့ root cause ကပါလဲကျွန်တော်တို့ root cause ကယုံကြည်မှုမတည်ဆောက်နိုင်တာယုံကြည်မှုလုံးဝမတည်ဆောက်နိုင်တာကကျွန်တော်တို့ root cause ပဲယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့်ချင်းကလည်း တဖက်သားကယုံကြည်လို့ရလောက်တဲ့လုံဆောင်မှုမျိုးရည်တည်ချက်မျိုးပြောဆိုမှုမျိုးလုပ်ကိုင်မှုမျိုး action ပေါ့နော်ယုံကြည်မှုဆိုတာ trust is an action ပဲတကယ် action မရောမ it just not one time two time is a consistent action consistent and reliable action ပေါ့နော်ဆိုတော့ consistent လည်းမဖြစ်ဘူး reliable မဖြစ်ဘူး action လည်းမရှိဘူးဆိုရင်မ trust မရှိတော့ဘူးဆိုတော့အဲ trust မတည်ဆောက်နိုင်တာကကျွန်တော်တို့ recourse ဖြစ်နေတယ် ဆိုတော့ဟိုဖွဲ့ဖွဲ့လာတယ်ဒီဖွဲ့ဖွဲ့လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဟိုချင်းပြည်မှာစူးစိညီညွတ်ကြဖို့ကိုအမြဲတမ်းကြိုးဆိုတယ်စီစီညီညွတ်ကြဖို့အတွက်ပူးပေါင်းကြဖို့လည်းအမြဲတမ်းအဆင်သင့်ရှိတယ်အခုလည်းကျွန်တော်တို့ရှင်းရှင်းပြောရင် CP အနေနဲ့ဆိုရင်ကျွန်တော်တို့အပေါ်စီကပဲအခုတနေ့တွန်းမှာကျွန်တော်တို့ upper hand ဖြစ်သွားတာပဲဒီ CC နဲ့ CP နဲ့ဆိုရင်လေ CP နေနဲ့ upper hand ဖြစ်သွားတော့ညာလည်းပဲ တခြားအဖွဲ့တွေအပါဖြစ်တော့ငါဟိုဘယ်လို ပြောမလဲမာနာကြီးခဲ့တယ်လို့မျိုးဟိုဘယ်လိုပြောမလဲလူပဝခဲ့တယ်လို့မျိုးကျွန်တော်တို့မရှိဘူးကျွန်တော်တို့အော်လက်တွဲခေါ်တယ်လက်ရောက်ညီညာတာကိုလက်ခံတယ်ပူးပေါင်းပါဝင်တယ်ဒါပေမဲ့ we have reasonable doubt ပဲကျွန်တော်တို့မှာ room for doubt ပဲဒါကတကယ်အလုပ်ဖြစ်မလားဆိုတာကပြည်သူတွေလက်တန်တရားရှိတယ်လို့ကျွန်တော်တို့မှာလည်းတန်တရားရှိတယ် တကယ်လည်းဒါကိုစုစုစီစီညီညီညွတ်ညွတ်အလုပ်ဖြစ်စေချင်တာလည်းရှိတယ်ပူပေါင်းဖို့လည်းရှိတယ်ဒါပေမဲ့ဒါကပုံပုံလေးလေးပေါ့နော်အစဘူကရာပြောဖို့လိုတာပေါ့ဟိုစလူကြောက်ကောင်းယူနေစကားသက်နဲ့လိန်ညာမျိုးမဖြစ်အောင်ပေါ့လေကျွန်တော်တို့မှာကတကယ်တကယ် honest ပေါ့ truthful ဖြစ်တဲ့စကားလုံးနေနဲ့လောက်ရတည်နေနိုင်ငံကြီးမှာမဥဆောင်ကြတာဆိုတော့လေဆိုတော့ကျွန်တော်တို့လက်ရှိမှာဒီဟာကိုအလုပ်ဖြစ်စေချင်တယ် တာကူမျောလင့်ထားတယ်ပူပေါင်းပါဝင်ထားတယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့မှ doubtful ဖြစ်တယ်ဘာလို့လဲဆိုတော့ဒါအခုနဲ့ဆိုရင်၄ချိန်ရောက်ရှိသွားပြီ ICNCC တို့ကတစ်မျိုးဟို CGTC တို့ကတစ်မျိုးအခုချင်းလင်းကောင်စီနဲ့ပါတို့ကလည်းတစ်မျိုးအကုန်လုံးပြန်ဖြစ်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  quick 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 ကစကရက်ချ်ပေါ့နော်စကရက်ချ် quick scratch quick လုံးဝပြန်ဖြစ်သိမ့်လိုက်ပြန်စားလိုက်ပြန်ဖြစ်သိမ့်လိုက်ပြန်စားလိုက်ဆိုတော့ဟိုကျွန်တော်တို့ရဲ့ယုံကြည်မှုတွေပြိုပြက်တာ၃-၄ချိန်မကဖြစ်သွားပြီ ဆိုတော့ဆာရက်တရက်တော့မှခြေလိုက်ရင်အကောင်တိုင်းတည်းမဖြစ်တော့ဘူးအခုကတကြိမ်မဟုတ်ဘူး၃လေးကြိမ်တော့၃ကြိမ်တော့ဖြစ်ထားပြီဆိုတော့ we have our doubt ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ we want to make it work ပေါ့တကယ်အလုပ်ဖြစ်တာမျိုးပြည်သူတွေယုံကြည်ရတာမျိုးကျွန်တော်လက်ရတာမျိုးလည်းဖြစ်အောင်ကျွန်တော်လုပ်ချင်တယ်ကျွန်တော်တို့တန်တရားလည်းရှိတယ်ဒါပေမဲ့တေချာရာကတော့ကျွန်တော်တို့ရဲ့လွတ်မြောက်မှုဒီဟိုဖလမ်းတိုင်းတာနေနေဟောဒီ CB နေနေဟောတချင်းတပြည်လုံးနေဟောလွတ်မြောက်မှုဒီ ဟိုမြည်တိအဖွဲ့အစည်းတစ်ခုခုပြည်တွင်းတော်လကောင်ပြည်ပတော်လကောင်ဟိုပေါ်ပေါ်လာနိုင်တဲ့ဟိုအဖွဲ့အစည်းဒီကွန်စတီကျူရှင်းဆိုတဲ့အဖွဲ့အစည်းတစ်ခုပဲပေါ်မှာမတော့မမူတည်ဘူးကျွန်တော်တို့အကုန်လုံးရဲ့စူးစမ်းအားထုတ်မှုလွတ်မြောက်မှုပေါ်မှာမူတည်မှာဖြစ်တယ်ကျွန်တော်တို့ဒီလက်ရှိတော်လိုင်းအဖွဲ့အစည်းတွေရဲ့ရုံးကန်လွတ်မြောက်စူးစမ်းအားထုတ်မှုပေါ်မှာမူတည်မှာဖြစ်တယ်ဒီအဖွဲ့ ဒီဟိုပဲစီဒီပူပေါ်မှုကိုပူပေါ်မှုပေါ်လေးမှာမူတီမှာမဟုတ်ဘူးပြီးတော့မှကျွန်တော်တို့ရဲ့ကံကြမ္မာတွေပေါ့နော်ကျွန်တော်တို့ရဲ့အနာဂတ်ကိုဆုံးဖြတ်ပိုင်ခွင့်သည်တကယ် self determination ပေါ့နော် total determination တော့ကျွန်တော်တို့ပြောချင်တယ်အဲ့ဒါဒီကျွန်တော်တို့လက်ထက်မှာပဲရှိရမယ်ဟိုကျွန်တော်တို့အနေနဲ့မဟာမိတ်တေရှာတဲ့ပူပေါင်းတယ်တကယ်ကျွန်တော်တို့မှာကဘယ်လိုပြောမလဲသာဝရအရန်သူမရှိသာဝရမိတ်ဆွေမရှိသာဝရအကျိုးစီးပွားတာရှိတယ်ပေါ့နော် အဲ့လိုမျိုးပဲပုံစံပဲကျွန်တော်တို့အကုန်လုံးဒီအပြာလှန်တဲ့ပူပေါင်းရမယ်လို့လည်းဖြစ်တယ်ကျွန်တော်တို့ရဲ့ determination ကကျွန်တော်တို့မှာပဲရှိရမယ်ဆိုတော့ဒီကြားထဲမှာကျွန်တော်တို့ချိန်ဆက်တာနဲ့ပတ်သက်ပြီးမှဟိုကျွန်တော်ကိုယ်တိုင်က I really hope hopeful ဖြစ်တယ်ဟိုတကယ်အလုပ်ဖြစ်စေချင်တယ်တကယ် materialize ပေါ့နော်ဟိုအဲ့လိုမျိုးတကယ် account ထဲပေါ်လာမျိုးဖြစ်စေချင်တယ်ဒါပေမဲ့ကျွန်တော်တို့မှာ doubtful လည်းဖြစ်တယ်ပါဝင်တယ် ဘာလို့ဆိုတော့ကျွန်တော်တို့ကတစ်ဖက်ကပြန်ကြည့်ရမယ်ဆိုရင် symptom တွေကိုပဲ treat လုပ်ပြီးမှတကယ် root cause ကို treat မလုပ်တဲ့အပိုင်းနေနေရတယ်ပေါ့နော်ဟိုတကယ် root cause ကို treat လုပ်မယ် open up လုပ်မယ်တကယ်စကားပြောမယ်ဆိုတဲ့ပုံစံမျိုးနဲ့မသွားဘဲနဲ့ဟိုဘယ်လိုပြောမလဲနှစ်ချိန်သုံးချိန်လောက် political tricks တွေပေါ့နော်ဟုတ်လေကွတီလေကွတီလာရပြမီဆိုတာမျိုးတွေကျွန်တော်တို့ကြုံတွေ့ခဲ့ရများခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာလည်း doubtful ဖြစ်တယ်ပေါ့ဆိုတော့ အခုကျွန်တော်ပြောလို့တလို့ပါပဲဟိုကျွန်တော်တို့ရဲ့လွတ်မြောက်မှုကျွန်တော်တို့ရဲ့ပြည်သူလူထုရဲ့ပြည်သူလူထုကိုကောင်းမွန်တဲ့အနာဂတ်တစ်ခုယူဆောင်ပေးလာဖို့ဒီဟိုအဖွဲ့ဒီအဖွဲ့အပေါ်မှာတော့မူတည်မှာမဟုတ်ဘူးဟုတ်ပေါ်ပေါက်လာမဲ့ဖွဲ့ပေါ်လေမူတီမောင်ဘူးကျွန်တော်တို့ရဲ့လက်ထဲမှာပဲကျွန်တော်တို့ကိုယ်တိုင်ရဲ့ဒီမိခင်ဖွဲ့စည်းပေါ့နော်အဖွဲ့စည်းတစ်ခုချင်းစီရဲ့ပူးပေါင်းမှုနဲ့ယုံကြည်အားထုတ်မှုပေါ်မှာရဲ့ကျွန်တော်တို့ရှိသွားမယ်ပေါ့နော်ပြောချင်တာကျွန်တော်တို့ရဲ့အနာဂတ်အာကျွန်တော်တို့ရဲ့ အနာကတ်ကိုဘသူလက်ထဲဘယ်ဖွဲ့စည်းလက်ထဲမှာမှထည့်ပေးလို့မျိုးပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ဖွဲ့စည်းဒီဒီကပဲလုံးဝပုံဖော်နိုင်တဲ့ဟိုအဲပုံဖော်ရမယ်ပေါ့နော်အဲ့လိုမျိုးပါဆိုတော့ဟိုကျွန်တော်တို့ဟိုအများကြီးမျှော်လင့်ပါတယ် optimistic ဖြစ်တယ်ပြီးတော့လည်း realistic ဖြစ်တယ်အာ uh, approach ပေါ့နော် realistic optimistic နဲ့ပဲကျွန်တော်တို့ချင့်ကပ်နေတယ်ဘူးပေါင်းလှုပ်ဆောင်နေတယ်ဒါပေမဲ့ တဖြည်းဖြည်းနဲ့တတိကြီးကြီးထားတယ်ပေါ့နော်ကျွန်တော်တို့မှလည်းကျွန်တော်တို့တိခါစာလဲတော့ရှိပြီဆိုတော့အခုချိန်မှာကကျွန်တော်တို့ရဲ့အင်အားအရာကျွန်တော်တို့ရဲ့စုဖွဲ့မှုအရာလဲဟိုအားငယ်စရာကြောက်စရာဘာကမှကိုစိုးရိမ်စရာလဲမလိုတဲ့အချိန်တွေတိုင်းတာတခုလဲကျွန်တော်တို့ရောက်သွားပြီဖြစ်တယ်ပေါ့နော်ဒါအခုပေါ်လာတဲ့ချင်းလန်းကောင်စီနဲ့ပတ်သက်ပြီးမှဆွေးနွေးရခြင်းဖြစ်ပါတယ်